ျွန်တော်ရဲ့မိတ်ဆွေများအားလုံးပဲမင်္ဂလာပါခင်ဗျာ။ဘာမီဟော်ရာ channel လေးကနေစေဝင်စားပွဲထူးခြားဆန်းကျဉ်ကမ်းမီးရဖြစ်ရမန်ဇလန်ကောင်းလေးကိုတင်ဆက်ပေးဖို့ချိန်ကောင်းကြာရောက်လို့လာခဲ့ပြန်ပါပြီ။ဒီနေ့တင်ဆက်ပေးမယ်ဟိန္ဒရာဘုရားအတွင်းမှာမြေကျန်သောလိုင်ကန်အိမ်မှာနှက်ဆက်ထားတဲ့ဓာတ်ကိုယူသုံးမိတဲ့လူတစ်ယောက်ရဲ့ဖြစ်ရဆိုးလို့မြည်ရတဲ့စေဝင်စားပွဲထူးခြားဆန်းကျဉ် ကမ္မိယဖြစ်ရမဇလံကောင်းလေးကိုတင်းဆက်ပြီးမှာဖြစ်လို့ခံစားနှားစင် အော်ပေကြပါအောင်ခမောင်းနှဆက်သားကိုယူတော်မီသူစိုက်သူလူရဲ့အယောဒီတိုင်းဒေသကြီးဟင်္ဒရာခရိုင်ရဲ့မြမမိရထားဆက်ယုံကြီးမောင်စိုက်သူကျွန်တော်တာဝန်ထမ်းဆောင်ခဲ့တဲ့အချိန်က ဖြစ်ရမတစ်ခုကိုပြန်လည်စဉ်းစားမိတဲ့ဖြင့်စာရေးရန်အတွက်ကုန်ကျန်းလေးရရှိတာကြောင့် ကမီယာဆန်နဲ့ဇလန်တပုတ်ကိုမှတ်တမ်းပြုလို့ထုတ်ဖော်ရပါဦးမယ်။စာရေးသူကျွန်တော်ပင်စင်မတိုင်းခင်၃နှစ်လိုလောက်ကဖြစ်ပါတယ်။ဌာနမှာတာဝန်တည်တည် လူမျိုးပေါင်းစုံစုံလင်လာသဖြင့်ရေးလက်ကြောင်းလိုင်းတန်ရောင်လူကာပြလို့ခေါ်ဝေါ်ခြင်းမှာအဆန်တော့မဟုတ်တော့ပါ။မြန်မာပြည်မှာမြန်မာတိုင်းရင်းသားအနွယ်ဝင် အများပြားရှိကြသလိုတရုတ်ကလာလူမျိုးကြများလည်းလုပ်ငန်းတည်တည်မှာတာဝန်တည်တည်နဲ့ နေရယူလုတ်ကင်လျက်ရှိကြပါတယ်ကျွန်တော်နေထိုင်သောလိုင်းတန်းရဟာရှေခန့်တွဲဖြစ်တာကြောင့်ကျွန်တော်ရဲ့ဘေးမှာနေထိုင်ကြတဲ့သူများကမကြခဏပြောင်းရွှေ့သွားကြပါတယ်ကျွန်တော်ရဲ့နေအိမ်ကမှမြောက်ဘက်အစွန်းကမ်းဖြစ်တာကြောင့်တောင်ဘက်ကောင်းရင်ဘက်ခုနှစ်ခန့်မှာဆက်လျက်အနေထားများနဲ့အိမ်ကမ်းများဖွဲ့ထားသည်မှာကျွန်တော်ရဲ့အိမ်ကမ်းနဲ့တူကျွင်းရင်ကလေးများနဲ့ဆောက်လုပ်ထားသောတင်မျိုးမှအိမ်များလည်းဖြစ်ကြပါသည် ကျွန်တော်ရဲ့ကောင်းရင်ဘက်ကလေးရှိတော့အဲ့ဒီအိမ်ခန်းဟောင်းကလားတိုက်လမ်းကြောင်းနဲ့မလွတ်ဘူးလို့တချို့ပြောကြကြတာကိုကြောက်ဘူးနောက်ဝရှိခဲ့ဘူးပါလေကျွန်တော်ရဲ့ကိုတွေ့အဲ့ဒီအိမ်ခန်းမှာနေထိုင်သူမိသားစုများမှာခိုက်ကြပါလေခိုက်တဲ့ဆိုဒီမောင်အိမ်ခန်းခိုက်ခြင်းကိုဆိုလိုပါလေမမရရလျှက်စစ်ဌာနမှာကရင်မျိုးသားတူပြောင်းရွှေ့လာပြီးတော့တာဝန်နဲ့ခီးသွလာရင်လမ်းမှာသိဆုံးခဲ့ပါလေတကပထမအကြိမ်မှာ ဒုတိယကြိမ်ကလားလင်မယားနှစ်ယောက်ပြောင်းရွှေ့လာပြီးတော့မကြခဏရံဖြစ်ကြတယ်။နောက်လင်မယားချင်းကွဲကွာပြီးတော့အလုတ်ပါပြုတ်တဲ့အထိဖြစ်သွားကြပါတယ်။တတိယကြိမ်ဟင်္ဒရာမနေထိုင်သူမိသားစုစုအရေးခင်ကာလမှာစစ်တပ်မှမတင်ကမှုနဲ့ခေါ်ယူဆွဆေးခြင်းခံခဲ့ရပါတယ်။ထို့နောက်၎င်းအိမ်ငန်းကိုခိုက်တဲ့ဆိုပြီးတော့ရက်ွက်ထဲကို ပြောင်းရွှေ့နေထိုင်ကြပါတယ်။စတုဒ္ဒရာကျင်း ဝန်ထမ်းငယ်အလုပ်သမားတယောက်ပြောင်းရွှေ့လာခဲ့တယ်။အထက်အညာဒေသမှာဖြစ်ပါတယ်။မိသားစုလိုက်ပြောင်းရွှေ့လာခဲ့တော့လေနှစ်လကြာတဲ့ခါမှာခင်ဝင်းဖြစ်သူရန်ကုန်စည်းရုံကြီးမှာစေကူတာမှုခံယူရင်းနဲ့စုံပါသွားခဲ့ပါတယ်။ကျန်တဲ့မိသားစုလေအညာဒေသမှာရှိတဲ့မိဘရထံကိုပြောင်းရွှေ့သွားခဲ့ပါတယ်။ပြစ်သမားချင်းဆက်ပြင်းလှူသားသူတာဝန်နဲ့ရထားလိုက် ခီးသွားရင်ကြံကင်းဆက်ယုံမှာစုံပါသွားပါတယ်။ အရရဲ့စိုးကြိုးကြောင့်လို့ဆိုပါတော့လေအိမ်ကန်းခိုက်ချင်းကထင်ရှားစွာတက်တည်ပြပါရယ်သတ္တမကျင်းစကောင်းမောင်တူရဲ့ဇနီးနဲ့သတ္တမကျင်းစကောင်းမောင်တူရဲ့ဇနီးတို့ဒီလေကိုတချမ်းလေးဖြတ်ပြီးတော့ပြောင်းရွှေ့သွားတော့မှပျောက်ကင်းချမ်းသာသွားကြပါရယ်စိုက်တို့ကျွန်တော်တို့ငယ်စဉ်အခါကအဲ့ဒီအိမ်ကန်းနဲ့မျက်စုံတို့နေအိမ်မောင်အမှုထမ်းတူရဲ့ဇနီးတယောက်ကမကြခဏကလာတိုင်းမှာတိုက်ဆောင်များဝင်းဘူးလို့ ကလာစကားမြောင်းပီပီတတပြောခြင်းကိုကိုတွေ့ကြားခဲ့ရပါတယ်။အနည်းနာမှရှိတဲ့ကလာလူမျိုးများကသကပြန်ပြီးတော့မှတိတ်လန်းကြောင်မလွတ်တဲ့နေအိမ်ကမ်းများလို့သိရှိရပါတယ်။သူတို့ပြောခြင်းပါခြင်းလို့ပြောပွဲနဂနာများကိုလည်းပြဖို့အတွက်တောင်းဆိုကြပါတယ်။အဲ့ဒီမြန်ဆောင်တို့နေအိမ်မှာမြို့သမီးဟာနဂနာပြောပွဲပြီးတဲ့ခါမှာမြားမကြခင်ယောက်ျားဖြစ်သူရာထူးတက်ပြီးစီပေါ်ရေးပြည်လဲဆွားဖြင့်ပြောင်းရွှေ့သွားခဲ့ကြရပါတယ်။ နောက်များမကြမီဝန်ထမ်းတို့ပြောင်းရွှေ့လာပါတယ်။အဲ့ဒီဝန်ထမ်းရဲ့ဇနီးကကရင်ကားပြဖြစ်ရန်တူပါတယ်။ဝတ်သားအလွင်ကြိုက်ပါတယ်။ထိုချင်းကဘကုန်းနဲ့ပြောပွဲပေးခြင်းမောင်းဘကုန်းနဲ့များဟောင်းစီးပွားဖြစ်ရင်ကရမယ်လို့ကတိပေးပြီးတော့ပြီးတဲ့အချိန်နှကူထားသူများကပြုလုပ်ပေးရပါတယ်။အဲ့ဒီကရင်ကားပြအမျိုးသမီးဟောင်းသူများရောက်လို့ရောင်းအမောင်းတောင်မှန်းမြောင်မှန်းမသိဆိုတဲ့ကဲတို့နှက်ဝင်တဲ့ထက်မှကူထားတဲ့ပတ်စံကို မကားတော့ဘူးဆိုပြီးတော့ပြန်တောင်းသွားပါတယ်။နတ်ဝင်တွေကဟဲ့ညီကကိုးထားတဲ့ပတ်စံကိုပြန်ယူလေဆိုတော့ညီကိုနှက်ဖမ်းလိုက်မယ်။ညီတို့ကနှက်ကပေးတဲ့လောက်ပေးထားတာပဲ။အေးရွှေမရှာငွေမရှာနဲ့စီးပွားဖြစ်နေတဲ့အခုလိုချိန်မှာညီတို့ဘကိုးနှက်ကိုမမိပါနဲ့။အေးတူကဲ့သို့နှက်ထင်းကဆိုတဲ့ခါမှာအဲ့ဒီအမျိုးသမီးကကျမနှက်ကိုတော့ယုံပါတယ်။ဒါပေမဲ့ကျမတို့မှာ နက်ကတဲ့မျိုးရုံမဟုတ်လို့ပါအခုအတော်အသင့်ရှိတာကလည်းကျမယောက်ျားရဲ့ကုသိုလ်ကံကြောင့်ပါနက်ပြီးလို့ရတာမဟုတ်ပါဘူးတော့မလီတက်လေတက်နိုင်ပါပြီအေးညီပဲအထုတ်လိုက်ထဲလိုက်ဝင်ရင် နက်ကနာပြီးမယ်လို့ဟောဒီဘကုမေတော်ကြီးရဲ့ရှိမလှဝရိုက်ခဲ့တာလေဒါတွေကပြီးခဲ့ပါပြီကျမကမသိလို့ဂရီပြီးခဲ့မိကြပါကျမပြီးပါတွေကမကြိုက်ဘူးကိုရိုးရအောင်မဟုတ်ရင်မလုပ်ရဘူးတဲ့ တို့ကဲ့သို့အဲ့ဒီမျိုးသမီးကပြပြဆူဆူနဲ့ထွက်ခွာလာခဲ့တယ်။အဲ့ဒီနောက်ပိုင်းမှာယောက်ျားလူတို့ကလုပ်ငန်းအဆင်မပြေသလိုအရက်တော့ဖိရိုက်မှုလေးရှိလာခဲ့ပါတယ်။မယားလူတို့ကနှလုံးသုံးလုံးအကျွေးများနဲ့လက်ဝဲလက်စားများကုန်ခဲ့ရပါပြီ။နောက်မကြမီယောက်ျားဖြစ်သူမောင်တပည့်ပင်စင်ကြလာပြီးရှိတဲ့အိမ်တော်ပရိဘောကပစ္စည်းများကိုရောင်းချပြီးဆွေမျိုးများရှိအောင်ရန်ကုန်ဘဝင်းချင်းရွှေရွှေကိုပြောင်းရွှေ့သွားခဲ့ရပါတယ်။ နတ်ဝင်တွေကတော့တွေ့တဲ့လူတိုင်းကိုအဲ့ဒါနတ်ကိုလေစားလို့နတ်ကမွေးစည်းဖော်ပြလိုက်တယ်လို့ဆိုပြီးတော့နတ်နဲ့နတ်ကမှလေစားနဲ့လေစားရင်ဖေးတွေ့မယ်လို့နတ်မေးလာသူတွေကိုပြော့ပြနေပါတော့တယ်အဖေပြောတဲ့စကားကို ပြန်လဲကြောင်ရောက်မိတယ်နတ်ဆိုတာကောင်းကျိုးပေးတာနဲတယ်ကွမြားတော်အဖေစိုးကျိုးပေးတာကအခမ်းများများပဲတဲ့ဆိုင်တို့ကျွန်တော်ရဲ့ကောင်းစည်းစာတန်းပါနတ်ဆက်သားနဲ့ တိုင်းနမဖြစ်ရမဇလန်လေးကိုစမယ်ဆိုရင်တော့နေရှင်ခန့်တွဲလေးကို ပြန်ပြီးတော့ဆက်ကြပါစို့အထမကျင်းပြောင်းရွှေ့လာတော့သူမောင်ရှမ်းကပြောင်းလူငယ်ဆက်ဖို့စကောင်းမောင် GDI2 ရဲ့အကြောင်းပါစာရေးသူကျွန်တော်နဲ့နေရှင်ကနေသူဖြစ်တယ်လို့ကျွန်တော်ကလေးရုပ်တည်လေးစားတော်သူတူဖြစ်ပါလိမ့်သူရဲ့နာမည်ကပိတ်မြင်မောင်ပါသူကအထက်အညာသားတူဖြစ်တော်လေအရက်ကိုအလွင်ကြိုက်သူတူပါ လူနောက်လူပြောင်းတူဖြစ်တယ်လို့ဘဝတူဝန်ထမ်းများပေါ်မှာကိုချင်းစာနာစိတ်လေးရှိတဲ့စိတ်ကောင်းရှိတဲ့လူငယ်တူပေါ့ဒီနေ့မှသိမ်းမြင့်မောင်ကမိဘရထန်အညာဒေသမှာပြန်လာပြီးအညာလက်ဆောင်စားစရာတချို့နဲ့အညာတွေများကိုလေကျွန်တော်တို့မိသားစုအတွက်လက်ဆောင်ပေးပါတယ်သိမ်းမြင့်မောင်ကကျွန်တော်ကိုလေးစားသမှုနဲ့ပူကြော်လို့ခေါ်ပါတယ်ပူကြော်မင်းကွင်းကိုရောက်ဖို့တလားမင်းကွင်းခေါလောင်းကြီးက ကြီးမာကြီးသလိုကျွန်တော်ကမင်းဝင်တိပိတကဆရာတော်ဖျားကြီးဥဝိစိတ်တရဲ့အကြောင်းပါကိုရင်ဝစ်ခဲ့ဘူးတယ်လေအထက်ညာကိုကျွန်တော်လည်းလိုက်ခဲ့ပါလားဘိုးကျော်အဆဆရာရာကျွန်တော်တာဝန်ယူပါတယ်ဗျာဘိုးကျော်ကစာရေးဆရာဆိုတော့အညာမှာဖျားကြီးကလည်းပေါ်မှာပေါ်တဝါကြီးဖူးရအောင်လို့ပါဘိုးကျော်တို့ရေးတဲ့ကမရစာရေးဆရာတွေအတွက်တော့ဘိုးတို့တားလည်းရအကျိုးလည်းရှိမှာပေါ့ဗျာအေးကွာ နောင်များတော့လဲရောက်အောင်သွားအောင်ပေါ့ကွာဒါတဲ့သိမြင်ပါငါညီကိုကိုတခုတော့ပြောချင်တယ်ကွာမင်းရဲ့လုပ်ငန်းထဲမှာတာဝန်ရှိသူတူဖြစ်တယ်လို့ကိုရတုကလည်းမငဲတယ်လို့လူငယ်တူဖြစ်ပေမဲ့လူကြီးစိတ်မွေးပြီးတော့အရက်ကိုတော့မတော့ပါနဲ့လားကွာဟုတ်ကဲ့ကျွန်တော်လုပ်ငန်းခွင်အတွင်းမှာမတော့ပါဘူးဘို့ကြောင့်အားရနားရချင်းတော့တာတောက်တာပါဗျာအခုလိုကိုရင်တယောက်လိုဆုံးမတာကိုကျေးဇူးတင်ပါတယ်ဗျာဒါတဲ့ဘိုးကျော်ဘယ်နှစ်ရထားနဲ့သွားအောင်ပါတော့ ျွန်တော်လည်းဒီလိုကြရင်တိတ်ကောင်းပါပဲဗျာကျွန်တော်ဘိုးကျောက်ကိုပြုစုချင်လို့ပါသိမ်းမြင်မောင်ရဲ့ဇကားကို ကျွန်တော်က ကောင်းတဲ့ချင်းချင်းနဲ့နားထောင်ပြီးတောင်ကျော်ထူးတို့တောင်ကျော်ဆွတို့တွားတဲ့နေရာကိုတော့မလိုက်ပြရသေးနဲ့ကွာသူကတော့နောက်ပြောင်ပြီးပြောလိုက်တဲ့ခါမှာသိမ်းမြင်မောင်ကဘိုးကျော်ကလည်းကျွန်တော်တို့လူတွေချောင်းကိုအကုန်သိထားတာပဲဘိုးကျော်လိုလူကြီးတယောက်ကိုကျွန်တော်ကအစားနဲ့ပြုစုမှာပါဗျာ မဟုတ်တာတွေကောင်းတဲ့မထားပါနဲ့ဘိုးကြောင့်မကြိုက်တာမဖြစ်စေရပါဘူးဗျတုကဲ့သို့ပြောဆိုပြီးစက်ယုံဘက်ကိုထွက်ခွာသွားပါလေပင်နီယောင်တိုင်ပေါင်းမိရှင်တိုင်အင်ကြီးပင်နီယောင်တိုက်ပုံအင်ကြီးကိုကျေတိမတက်ဟောက်ွဲဝယ်လျက်လက်ထင်ပေါင်းငကြီးတောင်တရှိတချောင်းနဲ့ဦးကောင်းပေါ်တပတ်ဖြူကိုလေးသက်စွာပေါင်းပြီးစက်ယုံရဲ့ပြီးမြေကွက်လက်တနေမှာတယောက်ထဲတိုင်ကစားနေဒီမှာလှလပပမြူးမြူးကြွားကြွား ကလေးတချို့ကလက်ခုပ်လက်ဝါးတီးပေးကြလို့ဒင်းမြောင်တယောက်မောတဲ့ပန်းတဲ့ဘောမှမရှိအကွက်ကြကြလှလှပပကစားလို့နေပါလိမ့်သူရဲ့အသားရည်ကောင်ဖြူလွားလွားလက်မောင်းနှစ်ဖက်မှာလည်းနိုင်သမအတိမပြူဇင်းမင်းညောင်းများကအထင်းတော်ရေအုပ်ကလေးကောက်ကနဲ့လိုက်ဖက်ညီလာပါလိမ့်ဒင်းမြောင်ရဲ့ပရိသတ်များက လူကြီးတယောက်မှမရှိကျောင်းတွေပဲမူလာတဲ့ကျောင်းသားလေးများတော့ဝိုင်းုံပြီးတော့ကျင်နေကြပါလိမ့် အဲ့ဒီကသိမ့်မြင့်မောင်ဒီနေ့လုံးအယံမတော့အယံမတော့ရင်သိမ့်မြင့်မောင်ဘယ်သူ့ကိုမှစကားမပြောစိတ်စိတ်နေလေးရှိပါတယ်သိမ့်မြင့်မောင်ငကြီးတောင်တရှိကြီးကိုအိမ်တွင်းရဲ့နောက်ဘက်တကားချောင်းမှာထောင်ထားပါတယ်ဇနီးဖြစ်သူဂျူမဝင်းကအဒီတာကြီးကိုကြည့်ပြီးခင်မွန်းတဲ့အတွက်ဆိုရင်နေခင်မွန်းဖြစ်သူဟာအရက်သေးစားတောက်စားပြီးခက်ရန်ဒေါသဖြစ်ခဲ့ရင်တီတာကလင်းတော်မောင်အတွက်ဓာစိုးတစ်ခုဆိုပေမဲ့ ရသွေဘေးကိုတွေးပြီးတော့ကြောင်မိပါတယ်ဒီတောက်ကိုမဆောင်ဖို့ဝေယူလာတဲ့ပန်းရှင်ရဲ့လက်ကို ပြန်ပြီးတော့ပေးရန် ပြောပါသေးတယ်သိမ့်မြင့်မောင်ကလက်မခံလိုင်းထဲမှာကလေးများကိုတင်းတန်းဖွင့်ရင်ဒီတောက်ကအရေးပါအရာရောက်တဲ့အကြောင်းလက်တွေ့ပြပြီးတင်ကြရမယ်လို့ဆိုပါတယ်သိမ့်မြင့်မောင်ရထားသွားတဲ့အချိန်မှာအဲ့ဒီဓာကြီးကိုဝတ်ထားဖို့ကျမဝင်းကအကြံထုတ်တယ်နောက်ဖေးဘက်ခြုံထဲမှာဝတ်ထားမယ်ဆိုရင်လည်း ဖားရှာငှက်ရှာသူတွေနဲ့တွေ့တော့ပြီးဓာတ်ကပျောက်သွားမယ်မဖြစ်နိုင်သေးကျူမဝင်းကဓာတ်ကိုအရင်တွင် ပြူရဲ့နောက်ဖက်ကိုရွှေ့ပြီးတော့ထုံထားလိုက်ပါတယ်ဓာတ်ကအလူလျောက်လေကျသွားတယ်နောက်တော့လုံကြုံတဲ့တိတရဲ့နောက်ကို လေထားလိုက်တယ်ဓာတ်ကထောင်လျက်သားဖြစ်နေပါတယ်ကျူမဝင်းကအဲ့ဓာတ်ကိုကြည့်ပြီးကြောင်နေပါပြီကျူမဝင်းနောက်ဆုံးအကြံရလိုက်ဒီမောင်ရဲကွက်လူကြီးဦးကျော်ထမအပ်ထားမိတယ် ဒါကိုတေချာစွာဝင်းနဲ့ထုတ်ပြီးဥကျော်ထံကိုသွားအပ်ပါတယ်ဥကျော်ကလည်းဖះเจ้าဆောင်အောင်ပါဒါကိုထောင်းထားလိုက်တယ်မကြမေအဋ္ဌိဒါကထောင်းလျက်မှ လေ့ကျလို့နေပါတယ်ကလေးတငယ်ဆိုလို့ဥကျော်ရဲ့အိမ်မှာတယောက်မှမရှိဥကျော်ရဲ့ဇနီးဒေါမြင့်ကဒီဓာကြီးကိုလက်မခံခြင်းရှုပ်ရှုပ်ရှက်ရှက်တော့ဒီဓာကိုမှလာပြီးအဲ့ရတယ်လို့ရက်ွက်ယုံမှအဲ့လေရရဲ့သားနဲ့တော့ အခုတော့ဒီအိမ်မှာဒီသားကြီးကတောင်းတင်းနေပြီတော့ဒီသားကိုဒေါမင်းကမယုံသင်ကဖြစ်မိတယ်လို့ဦးကျော်ကလည်းသဝေသွားဖြစ်နေမိပြီဒါကိုတေချာသွားကြည့်လိုက်ပြီးတော့ယူရီးယားကအုပ်ပန်ကတိကဓာပြရဲ့နှစ်ဖက်မှာအပြေပါနေပါလိမ့်ရှီဟောင်းဓာတော့ဓာပါပဲဒီသားကနက်ဆက်တဲ့ဓာများဖြစ်လင်းမလားဆိုပြီးဦးကျော်ကတွေးထင်မိရင်တလားလောက်ကြတဲ့ခါမှတန်းနဲ့ပတ်သက်ပြီးသိမြင့်မောင်ကို အထက်လူကြီးကခေါ်ပြီးတော့စစ်ပါတယ်။သိမြင့်မောင်းတို့ထိုတော်ဟောင်းဂျုံမွေတဲ့ဓာတ်တလက်ဖြစ်ပါတယ်။အကြောင်းပေါ်ညောင်တုံးရောင်မမခင်မြနှက်ဆက်ထားသောဓာတ်ကိုလင်းဖြစ်သူရေသမားချက်ကြီးကခိုးယူလာပြီးအရက်ဆိုင်မောင်းအရက်နဲ့လေတောင်မဲပြုမောင်းသိမြင့်မောင်းကဓာတ်ကိုသဘောကျပြီးတော့ကိုချက်ကြီးခမရဓာတ်ကိုဘလောင်းနဲ့ရောက်ပါတော့မြတ်တရားပဲပြပါဆရာကျွန်တော် ရေတောက်ဖို့ပတ်စံမရှိတော့ပါ ဒီတော့ကိုအရင်နဲ့လဲပါလို့ကျွန်တော်တောင်းပန်ပြီးကိုတာတိကိုပြောပေးမယ်ကိုတာတိကလက်မခံလို့ကျွန်တော်ရောင်းလေလေဖြစ်နေတော့ဆီယံနဲ့တွေ့လို့အဆင်ပြေခဲ့ရတာပါဆရာကျုပ်ကလည်းခီးသွိုင်းရဲ့နားတဲ့နေရာမှာ တိုင်ကစားရတာပေါ့ဗျာဒုက္ကတုပြောပြောဆိုဆိုနဲ့တင်းမြင့်မောင်ဟာဒါကိုတေချာစွာထုတ်ပို့ပြီးယူသွားခဲ့ပါတယ်တင်းမြင့်မောင်ရဲ့အဝတ်အိတ်ထဲမှာတိုင်းယူနီဖောင်းအင်ဂျင်နဲ့ပေါမီကအမြဲတမ်းပါသမီဖြစ်ပါတယ် ယထာယနာသောစက်ယုံမှာခဏနားပြီးတော့အရက်တော့လို့ဘူတဘက်ကိုထွက်ပြီးတိုင်းယူနီဖောင်းဝင်းမြနဲ့ဓာတ်ကိုဝင့်လျက်တိုင်းကစားပြနေသည်မှာမြင်းသူတို့ဖို့အသေးတရားရောက်ဘူတာတွင်းထဲမှာဈေးရောက်နဲ့ဈေးတဲ့တချို့ကိုလည်းသိမ့်မြမောင်းကကျင်းဝါလာသဖြင့်ဓာတ်တော်ဝင်းနဲ့ဆဲဆူတဲ့ခါမှာမကံမြင်းနိုင်သူတို့ချို့ကရဲကိုတိုင်းသဖြင့်ရဲကဖမ်းပြီးတော့အမှုဖွင့်ပါလေရဲဌာနမှာတစ်ဆင့်သိမ့်မြမောင်းကို ဌာနဆိုင်ရာကိုအလိုက်တဲ့ခေါင်းအရတီသာတော့ဆပ်ပြီးမူရရန်ကမှုဒါကင်ဆောင်မှုနဲ့စုစုပေါင်းနှစ်မှုကအတိတ်တည်းများထင်ရှားသဖြင့်ခြုံနှောင်ဖန်ဆီးခြင်းမပြုတော့ဘဲအလုံးမှပြီးပိုင်နှုတ်ထွက်ခွင့်ပြုလိုက်ပါတယ်။နောက်လူတို့အတွက်ပထမဆုံးသင်ခန်းစာလို့ဌာနဆိုင်ရာလူကြီးကသတိပေးကျင်ညာလိုက်ပါတယ်။နှစ်ဆက်တာကိုရောင်းစားသူချက်ကြီးတယောက်ဟောင်းဦးမင်းကျော်ကလေပင်နင်းတဲ့လို့ သိပြီးတော့မှပို့ပြီးတော့ပြောပါတယ်။ငါးယောင်းသူမခင်မြရဲ့ယုံကြည်မှုနဲ့ဦးမင်းကျော်နဲ့ကိုဆက်ထားတဲ့နတ်ဆက်ထားဟောင်းလေတော်မောင်ချက်ကြီးရောင်းစားပြီးချက်ကြီးသိပြီးတော့မှအလူလျောက်ဓာပြန်ရောက်လာခဲ့တယ်မောင်ကမ်မီယာဆံပါတယ်။သိမြင်မဟောင်းအဲ့ဒါနဲ့ပတ်သက်ပြီးစိတ်နာခဲ့တယ်လို့ထူတော်ကိုအနန္ထားတဲ့လူကြီးဦးကျော်ထံမှယူပြီးဟင်းတရမြစ်ထဲကိုလွှင့်ပြလိုက်ပါတယ်။ကျွန်မဝင်လေအဲ့ဒီဓာတ်အတွက်စိတ်အေးရပြီမဲ့လင်းတော်မောင်အတွက် စေစင်းရခြင်းများစွာနဲ့မိဘယထံအညာရိဒကို ပြန်လာကြရပါသည်တင်းမြင့်မောင်ကဖြစ်လျာဘဝအကောင်းပေါ်ကွာမိမရာဟာမငယ်ပါနဲ့ငါမင်းကိုတိုင်းတင်တန်းဖွင့်ပြီးလူငယ်တွေကိုသင်ပေးနေတမောအာဇီဝပညာနဲ့ရှာဖွေကျွေးပါမယ်ကွာငါအရင်မတော့တော့ပါဘူးမင်းကိုဂတိပေးပါလေကွာငါနှက်ဆက်ထားတဲ့ဒါမှမသိခဲ့ရလို့တိုင်းသမားဘဝလူမသိပေးနဲ့ဘဝတည်ခဲ့ရတာပေါ့ တို့ကဲ့သို့သိမ်းမြောင်းကဆိုတဲ့ခမောင်းဂျူမဝင်းကလည်းတော်ပါတော်ကလေးပေးတာရိုးနေပါပြီတော်ကျိုးလည်းအားမငယ်ပါဘူးအမေမွေးကလေးကကျိုးတက်ထားတဲ့ဈေးရောက်တဲ့အတက်ပညာနဲ့တပတ်တလန်းကဝင်ဝင်ရောက်အောင်ရှာပါမယ်တော်ကျိုးတို့ဘောကနှစ်ယောက်ထက်မဟုတ်ဘူးလေကလေးတွေဝယ်လေပညာရေးကအရေးပြောင်မှာမလားတော်ပေးတဲ့ကလေးကိုသာတိပါစီတော်လူဘွားဆိုတာကိုထက်ကလူတွေကိုကြည့်ရင်တော့ရှက်စရာ တိမ်ငယ်စရာတွေပဲပေါ့အဲကိုအောက်ကလူတွေကိုကြည်ပြန်တော့လဲသူတို့ထက်စားရင်ငါတို့ကတော့ပါသေးတယ်လို့ဖြစ်သေးရတော့မှာပေါ့တော့ငါကတိပေးတာဒီတခါတော့အတိပါကွာငါမမိုက်တော့ပါဘူးငါလွန်ခဲ့လို့အခုလို့ဖြစ်ရတာပါကွာမြင်စီပြီးအထီမှန်မသိအမှန်မှန်မသိရတဲ့ငါဘဝအခုမှစာလုံးရေးစရတော့မှာပေါ့ကွာတို့ကဲ့သို့ဒိမ့်မြောင်းကဇနီးဖြစ်သူကျူမဝင်းကိုကျင်နာသောစကားနဲ့ဆိုလိုက်ပါတယ် ဒီဖြစ်ရမှန်းစလန်းအောင်အမည်နာမများပြောင်းလဲလို့စီလျော်အောင်ရေးသားထားပါတယ်။စာရေးသူဟုတ်ကဲ့စာရေးသူဆရာကြီးကိုလည်းအထူးပဲကျေးဇူးတင်ပါတယ်။စေဝန်သာပွဲထူးခြားဆန်းကျင်သတိရင်ဘူကံပြီးရောက်ဖြစ်ရမှန်းစလန်းကောင်းလေးကိုဗာမီဟော်တာ channel လေးကနေတင်ဆက်ပေးခဲ့တာဖြစ်ပါတယ်။အဆုံးထိလိုက်ပါအပင်းနာစင်ကြတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေကိုအထူးပဲကျေးဇူးတင်ပါတယ်။စာတပုတ်ကိုနားထောင်ပြီးသားနဲ့မိတ်ဆွေတို့ရဲ့ထင်မြင်ဥစားချက်တွေကို ညာရင်တွေးတဲ့အနေနဲ့ဗီဒီယိုလိုက်တစ်ချက်နေပြီးတော့ comment ပေါင်းဝင်ရောက်ဆွေးနွေးညှင်းခုန်သွားလို့ရပါတယ်အာမနာပါနဲ့မိတ်ဆွေတို့ရဲ့ comment အကြောင်းချင်းစီတိုင်းကိုကျွန်တော်တင်ဆက်သူကအားလေးထားပြီးစာပြန်ပေးနေပါပြီစာဖတ်တာကိုဝါသနာပါပေးမယ်စာဖတ်ဖို့အတွက်အချိန်မပေးနိုင်အားလုံးပါတဲ့ကျွန်တော်ရဲ့မိတ်ဆွေတွေအတွက်ဘာမီဟော်ရာ channel လေးကနေထူးခြားဆန်းကျင်းလိုဝဆန်းကျင်းဒေသရင်ဖို့ဗရလောကကံပြီးရောက်ရမတံမူခင်ဖြစ်ရမဇလန်ကောင်းမြတ်စွာကိုနေသမပြရှာဖွေးပြီးတော့မှ ဖတ်ပြတင်ဆက်ပေးနေပါပြီခင်ဗျာ